အားလုံးပဲမင်္ဂလာပါစတယ်လာဦးပါဒီနေ့ကတော့တကြံသားလည်းနီးလာပြီရာသီဥတုလည်းပူလာတဲ့အခါစတယ်လာတို့ငငယ်ကအမေနဲ့အတော်တွေလှုပ်ကျွေးနေကြမော်လာဦးဘိုဒီလေးကိုတတိယရတဲ့အတွက်ကြောင့်မလို့တငယ်ချင်းတွေနဲ့လှုပ်ရှားมาဖြစ်ပါတယ်ဒါကတော့ counting ဈေးကနေဝင်လာတဲ့ဒစီ30နဲ့မော်လာဦးလေးပေါ့နော်ဒီဟာလေးတွေကိုအာခေါင်းလေးနဲ့ဖင်လေးနဲ့ဖြတ်ထားပါမယ် ပြီးလို့ရှိရင်တော့အခုံကလေးတွေနှွာမယ်ပေါ့နော်တချို့ကျတော့လည်းအခုံမနှွာဘဲနဲ့ဒီတိုင်းဓာတ်ကလေးနဲ့ဒီမော်လာဦးရဲ့အပြင်ကအခုံလေးတွေကိုချက်လိုက်တာလည်းရှိတယ်အဲ့လိုလည်းရရပေါ့နော်ဒါပေမဲ့စတေလာတို့ကတော့ဒီအခုံလေးတွေကိုအကုန်လုံးဆင်အောင်လို့နှွာလိုက်ပါတယ်ပြီးရင်တော့ရေရေဆေးထားမယ်ရေဆေးပြီးတဲ့မော်လာဦးလေးတွေကိုအာပိုးတိဆိုတော့ပိုးကောင်ပုံစံလေးလှီးမယ်ပေါ့နော်ဒီစတေလာနောက်တစ်ခုမှတေချာလေးလှီးပြထားပြန်ပြီးတော့သူကတူလေးကိုဘေးနားမှာထားပြီးတော့အဲ့လိုအဲ့လို ိုးကောက်ပုံစံနဲ့လှိတာပေါ့နော်အာပထမဦးဆုံးမော်လာဦးရဲ့ဒီအတဲ့ကလေးတွေကိုလှိမယ်လောမ60ဒီကလေးတက်တဲ့ပေါ့နော်အဲ့လိုမျိုးအရင်လှိမယ်လှိပြီးလို့ဒီတစ်ချောင်းလုံးလှိပြီးသွားပြီဆိုလို့ရှိရင် ဟိုဘက်ကိုလှန်ပြီးတော့မလှည့်ရသေးတဲ့ဘက်ခြမ်းကိုမလှည့်ရသေးတဲ့ဘက်ခြမ်းကိုလှန်ပြီးတဲ့အခါကျတော့ရှင်ဆိုတော့အဆောင်လေးတွေ55 DKD လောက်အဆောင်လေးတွေပြီးမယ်ပေါ့နော်။ပြီးတဲ့အခါမှာလည်း Stellar လို့မပြတ်အောင်တော့တည်တည်ချာချာလေးအောက်ထိမလှီးချလိုက်နဲ့ပေါ့နော်။ Stellar ကတော့ပြတ်တယ်။တစ်ချောင်းလေးပြတ်တယ်၊နှစ်ချောင်းလေးပြတ်ပါတယ်။နောက်ပိုင်းချောင်းလေးတွေမှာသူမပြတ်တော့ပါဘောနော်။အဲ့လိုမျိုးအာအတဲကိုတစ်ချမ်းလှီးမယ်ပြီးလို့ရှိရင်ဟိုဘက်ကိုလှန်ပြီးတော့အခုလိုမျိုးအဆောင်လေးလှီးလိုက်တဲ့ခါကျရင်ဒီမောင်လာဥပိုးဒီရဲ့ဒီသူ့ရဲ့အဲ့ဒီအတွန့်ပုံစံလေးရလာမယ်ပေါ့ ီလိုမျိုးပိုးရီပုံစံလှီထားတဲ့မော်လာဥတွေထဲကိုစားထည့်မယ်စားထည့်ပြီးတော့အာဒီလက်နဲ့နနာလေးစုပ်ပြီးတော့နေရမယ်ဘာဖြစ်လို့ဆိုတော့သူ့ရဲ့မော်လာဥရဲ့ငကိုရတာကဆက်ဖြင်းဖြင်းလေးနဲ့အဲသူ့ရဲ့အနံ့နဲ့အဲ့ဒီဆက်ဖြင်းဖြင်းရတာလေးရှိရပေါ့အဲ့ဒါကိုပြအောင်လို့စတရောစားနေတိကျနှက်ပြီးတော့အာနေပြီးစုပ်ပြီးတော့နေပေးရမှာအဲ့ဒါတိကျစုပ်မှသူကဒီသူ့ရဲ့ရတာပြောက်မှာပေါ့နော်ပြင်တော့အဖုံဖုံပြီးတော့တနိုင်နနိုင်လောက်စိန် လိုစိန်ထားပြီးတဲ့အနေထားပေါ့အဲ့ဒါအောင်မဆရာကပြောမပြောဒါလေးတွေပြန်ညှက်ပြီးတော့စမ်းကြည့်တာပေါ့နော်မျိုးပြော့သွားပြီးဆိုရင်ဒါရေလေးတွေစီပြီးတော့မှအာတေးသေးသေးလေးရေစစ်ထားမယ်ဒါကတော့အော်ဒီမော်လာဥပိုးလေးနဲ့တွဲစားမယ်ကျွတ်ကျော်ကျော်ပေါ့ကျွတ်လေးတွေထည့်နေရပေါ့အာကိုကဒီကျွတ်ကျော်များများစိတ်တယ်ဆိုလို့ရှိရင်တော့ကျွတ်များများလေးပြီးပြီးတော့ကျော်ပေါ့နော်ကြရတော့မြများကြိုက်တဲ့အတွက်ကြောင့်မနေ့မြများလေးပြီးပြီးတော့တခါလေးကြော်ထားလိုက်တယ်။စစ်တုံလှီးနေရင်ဒီက ီးရင်တော့ကျက်သွန်းကျော်ကျော်ဝတ်တက်ဒဲအိုးလေးပြင်မယ်။ဒဲအိုးပူလာလို့ရှိရင်စီထည့်မယ်။ပြီးလို့ရှိရင်တီးထားတဲ့ကျက်သွန်းလေးတွေကိုထည့်ပါမယ်။အယောင်နှောက်အောင်လို့နွနွေးမို့ရင်အယောင်လေးနှောက်ဖို့အတွက်ကြောင့်မို့လို့ပြီးတဲ့အခါမီးအေးလေးနဲ့ဒီကျက်သွန်းကျော်ကျော်နေတဲ့ပုံစံအတိုင်းပေါ့အဲ့အတိုင်းလေးမီးအေးလေးနဲ့ပဲဆက်ကျော်ထားပါမယ်။အယောင်လေးတွေနီလာပြီဆိုရင်တော့စတလာမီးပိတ်ပြီးတော့ငရုတ်တီလေးဆက်ကြော်တယ်။ပြီးရင်သူ့ထဲမှာထဲမဲ့အဲနှမ်းလော်လေး နန်းလော်လေးကိုကိုယ်တိုင်လော်ပါမယ်ဒီအဲဒီစိတ်ကတော့အဲ့ဒီစိတ်လေးသုံးတယ်ပေါ့ကိုလိုချင်သလောက်အနေထားထည့်ပြီးလို့ရှိရင် မီအေးလေးနဲ့ပဲ9မိနစ်လောက်အနံ့လေးသူမှွေးလာပြီဆိုလို့ရှင်တော့ရပါပြီ9မိနစ်လောက်ပဲမှွေးပြီးတော့ပေါ့နော်အာမီလေးပိတ်ပြီးတော့ထားလိုက်ပါဒီချိန်ကြာတယ်။ပြီးရင်တော့ပြင်စပြီးတော့ပြင်တော့မယ်ပေါ့နော်။ဆိုတော့ဒီဗနီဂါကိုသမင်စားဆုံးနဲ့၃ဆုံးစာလောက်ထည့်ပါမယ်။အရသာအတွက်က ချက်သားမုံနည်းနည်းရယ်စားလေးအနှဲငယ်ရယ်ထည့်လိုက်ပါမယ်အဲ့ဒီနောက်မှာတော့စတရလိုအပေါ်ကနှမ်းလေးတွေဖြူပါမယ်။နှမ်းဖြူပါပေါ့နော်။အာအဲ့ဒီကျက်သွန်ကျော်လေးတွေထည့်မယ်ပြီးလို့ရှိရယ်။မြုပ်သီးလေးတွေထည့်ပါမယ်။ပြီးရင်တခါတည်းကျက်သွန်ကျော်ထားတဲ့စီလေးတွေပါနည်းနည်းဆန်းလိုက်ပါမယ်။ပို့ပြီးတော့မှုရအောင်လို့ င်နှံလေးလည်းဖြူပြသွားပြီဆိုရင်တော့အရသာရှိတယ်ကျွန်မရဲ့မော်လာဥပိုတီလေးရပါပြီရှင်။အော်စတန်လန်ထီးထားတဲ့မော်လာဥရဲ့တဝက်ကိုပဲဒီလိုမျိုးတုပ်လိုက်တာပေါ့နော်။ကြံတဲ့တဝက်ကိုကကြာတော့ရေခဲတာထဲမှာတင်ထားသေးတယ်။ဒါကတော့ရေခဲတာရဲ့ထဲတာမဆောက်နိုင်လို့တခါရဲ့ပြင်ပြီးစားကြရပါပေါ့နော်။တငယ်ချင်းတွေနောက်တနေ့စားတဲ့မော်လာဥကလေပို့ပြီးတော့ကျွတ်ကျွတ်ထုတ်ထုတ်လေးအေးအေးလေးနဲ့အရန်စားကောင်းတယ်။ဒါကလည်းကျွတ်ကျွတ်ထုတ်ထုတ်ဖြစ်တယ်ဒါပေမဲ့သူကတော့မအေးဘူးပေါ့။ကဲလိုက်လို့စားချင်းကြပါအောင်။အရန်လွယ်တယ်နော်။ထမင်းနဲ့စားလဲအရန်စားလို့ပါမယ်။ mới biên sông mê. Đa đa.